ာမေစုမိဆာစာရာကန်ဟာအိမ်အောင်ရှိရဲ့လူနဲ့ပြင်မမိမှထိုက်တာမျိုးလားရှင်ဗျာယခုခေတ်လူနေထိုင်မှုပုံစံမျိုးမှာ living together နေလို့ရှင်ရောဒီကန်ထိုက်ပါသလားနောက်တစ်ခုကကြတော့ယောက်ျားဖြစ်သူကအပီးတိုင်ယဟန်ဝတ်ခဲ့လို့ရှင် မိမဖြစ်သူကွာရှင်ခွင့်ပေးခဲ့တယ်မသလားကွာရှင်ခွင့်မပေးဘဲယဟန်ပေါင်နဲ့နေနေပါကလည်းအဲ့ဒီယဟန်နဲ့ဒီမိမနဲ့ကအချင်းလင်များဖြစ်မြောက်နေစေလားရှင်ဗျာဟုတ်ပြီ ကမေသူမစ္ဆာစာရကံဟာအိမ်တော်ရှိတဲ့သူနဲ့ပြမမိမထိုက်တာမျိုးလားဆိုဆောက်ကြဘက်ကကြည့်မယ်အမျိုးသားတွေမပြမှားရမယ်အမျိုးသမီးက20ရှိတယ်အာအကြမ်းင်းပြောမယ်ဆိုရင်အမေရဲ့အုတ်ထိမ်မှုအောက်မှာရှိတယ်အဖေရဲ့အုတ်ထိမ်မှုအောက်မှာရှိတယ်မိဘနှစ်ပါးလုံးရဲ့အုတ်ထိမ်မှုအောက်ညီကောင်မောင်နှမတွေရဲ့အုတ်ထိမ်မှုဆိုလိုတာကမိသားစုဝင် ဖြစ်လာလို့ရှိရင် တပ်မိသားစုရဲ့ဆောင်ရှောက်မှုလို့ခေါ်တာပဲဒါ responsible ဖြစ်သွားပြီလေမှန်ပါဆွေမျိုးတော်လာပြီဆို responsible အဲ့ဒီအပြိုပဲဖြစ်စီယောက်ျားတွေကအမေရဲ့ထိမ့်သိမ်းဆောင်ရှောက်မှုအဖေရဲ့ထိမ့်သိမ်းဆောင်ရှောက်မှုတွေမကင်းသေးတဲ့အမျိုးသမီးတယောက်နဲ့ပြန်မလို့ရှင်ကမိသမီးဆက်ဆံကထိုက်တယ်နောက်တစ်ခါကြတော့မယားဆယ်မျိုးလို့ခေါ်တယ် တဝူကအိမ်တော်ပြုတ်ထားတဲ့မျိုးသမီးတွေတနီးနီးနဲ့အိမ်တော်ပြုတ်ထားတဲ့မျိုးသမီးက10မျိုးရှိတယ်။အဲဒီ10မျိုးနဲ့ပြမလို့ရှင်လေမျိုးသားတွေဟာကပိသမိဆန္ဒရကထိုက်တယ်။အမျိုးသမီးဘက်ကနေချိမယ်ဆိုလို့ရှိရင်အမျိုးသမီးတွေဟာကိုယ်နဲ့အိမ်တော်ပြုတ်ထားတဲ့ပုံကလွဲပြီးတခြားပုံကပြမလို့ရှင်မျိုးသမီးတွေကကပိသမိဆန္ဒရကထိုက်တယ်။ နော်ပုံပုံပြောပုံရဆိုလို့ရှင်အမျိုးသားတွေကအိမ်တော်မပြုတ်မချင်းအောင်ဘယ်မျိုးသမီးတွေမှဒီပြင်မလို့မရဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတာဟုတ်တယ် unlawful sex relation lawful ဆိုလူတိုင်းလူတိုင်းမှာနိုင်ငံထဲမှာလည်းဥပဒေတွေရှိတယ်လေမှန်ပါသူကထုံတန်းစင်လာအရထိမြန်ထားတာမဟုတ်ဘဲနဲ့အမီးရဲ့အုတ်ထိန်မှုအောက်ရှိတဲ့ဖေးရဲ့အုတ်ထိန်မှုအောက်ရှိတဲ့ဟာတွေနဲ့ဆိုသူကကာမေစုမိတ်ဆာဆာလို့ပဲခေါ်တယ်မျိုးသားတွေကပုံများတယ်တယ်မှန် ဒါဖြစ်ရင်ပြည်တန်စာတွေရောအခကြီးငွေပေးပြီးတော့ပျော်ပါတာမျိုးကြအဲ့ဒါတော့လွတ်တဲ့သူကပြည်တန်စာကြတော့သူကမုဟုတ်တိကလို့ခေါ်တယ်မုဟုတ်တိကလည်းအဖြစ်ရှိတယ်မျိုးသားတွေကအပြစ်လွတ်တာနဲတယ် unlawful မဖြစ်ဖို့ပဲရည်ချီတာပေါ့မှန်ပါဗျာဗုဒ္ဓဘာသာရဆိုလို့ရှင်အမျိုးသားနဲ့အမျိုးသမီးသဘောတူနေလို့ရှင်တော့မှဒီတရားဝင်လက်မထပ်ရသေးမယ်ဖြစ်ဖြစ်မိဘတွေရဲ့အုတ်ထိန်မှုအောက်မှာရှိနေသေးမယ်ဖြစ်ဖြစ်ဒီပြမှားမိလို့ရှင်ကာမေသူမိစ္ဆာစာရကံထိုက်တယ်လို့ရှင်ဗျာ သူကတော့မိဘတွေကသဘောတူထားပြီးပြီဆိုရင်တော့သဘောတူခြင်းဒီပင်လင်ခွင့်ပြုခြင်းဖြစ်သွားပြီပေါ့မှန်ပါဗျာဘလို့ဖြစ်เสียအကြောင်းတော့မရှိတော့ဘူးလို့ထင်ပါတယ်ထင်ပါဗျာနော်ထင်ပါနောက်တစ်ခုကကျတော့ယောက်ျားဖြစ်သူကအပိတန်ယဟန်ဝက်ခဲ့လို့ရှင်ရောမိမဖြစ်သူကွာရှင်ပေးခြင်းသင်ပါလားဗျာအကေးအဲ့ဒါတင်ပါဗျာအဲ့ဒါအဲ့တော့ယဟန်ဝတ်တယ်ဆိုတာ renounce လောက်ထားပဲ renounce ဆိုဘာတွေကိုဆွံ့လွှတ်ရတော့ဆိုရင် ဆွေမျိုးတွေကိုဆုံးလို့ရတယ်ကိုပိုင်တဲ့ပစ္စည်းဥစ္စာတွေကိုဆုံးလို့ရတယ်ဆွေမျိုးဆိုရတဲ့မှာထားလိုက်ပါတော့ကိုအိမ်တော်ရှင်းအိမ်တော်ဘက်ကိုလည်းဆုံးလို့ရတယ်မှန်ပါဗျာဟောအဲ့ဒါတွေကို renounce လုပ်ပြီးတော့ရမ်းပွားကူချတာမှန်ပါရှေခေထုံတန်းဆက်လာအဲ့လိုမှန်ပါဗျာသို့တော့အပြည့်တိုင်ကွာရှင်းပေးခင်ပေးခဲ့တဲ့ပါသလားဆိုရဲပေးကွန်းကြတာသူကကွာရှင်းပေးသည်ဖြစ်စေမကွာရှင်းပေးသည်ဖြစ်စေသူက renounce လုပ်တော့ ရဟန်းဖို့လို့ရှိရင်အထီးကမိမစီမှာခွင့်မပန်းဘူးမိဘစီမှာပဲခွင့်ပန်းရတယ်မှန်ပါဗျအမျိုးသမီးကသဘောတူသည်ဖြစ်စေသဘောမတူသည်ဖြစ်စေသူကအလိုလျောက်ရံဖြစ်သွားရင်ကွာရှင်းမိသားဖြစ်သွားတယ်သူအနေနဲ့ကလည်းပန်းဆိုင်မှုတွေအားလုံးကိုဆုံးလပြီးသားဖြစ်သွားတယ်မှန်ပါဗျာနော်မှန်ပါဗျာမှန်ပါဗျာအရှိရှိထုံးတိုင်ကိုပြောပြတာပေါ့နော်မှန်ပါဗျာတင်ပါ ဖះလက်ထက်ကထုံးစံအပြစ်တိုက်กว่าရှင်းပေးဖို့ဆိုတာတရားဝင်กว่าရှင်းခွင့်ခုခေတ်လို့စာချုပ်တွေပါတယ် divorce လောက်တာတော့မရှိဘူးသူတင်အောင်ဝတ်သွားတာနဲ့တပြိုင်နက်กว่าရှင်းပြီးသားဖြစ်ပါပြီတမပါเนาะအဲ့လိုဆုလို့တယ်กว่าရှင်းခွင့်မပေးဘဲယဟန်ပေါင်နဲ့ဝင်ကအကျင့်နေမရအဖြစ်အရာရောက်နေစေလားဆိုတာနေမရလို့သွားနေရင်တော့ဒီကဘုန်းကြီးဘုရားဆွန့်ထုတ်ရမယ်သူကတမပါအဲ့မကျူးလို့ရင်တော့သူကနေလို့ရတယ်တမပါဒီလိုပဲဖះလက်ထက်က တထေသာသူဒိဏဆိုသူ့အမေဖေတွေစီကိုအတင်းကျပ်ခွင်တောင်းပြီးတော့ဝတ်တာမှန်ပါသူစနီးမရတဲ့အိမ်မှာရှိတာပဲမှန်ပါသို့တော့သူပါမမပတ်သက်ဘူးဆိုလို့ရှိရင်တော့သူကရဟန်းကောင်းပဲမှန်ပါခုနလိုပတ်သက်ရင်တော့သူကပြစ်ရှိတယ်အဲ့ဒါမှန်ပါသစ္စာဝိရတရားထွက်အပ်တော့ရတောရီယာနဲ့သူကွာရှင်းခဲ့တာမှဟုတ်ကဲ့။မှန်ပါ။သို့တော်လည်းမပတ်သက်ဘူးဆိုအသိသွားပြီလေ ဟိုခြံသားချင်းခံတဲ့အမျိုးသမီးအနေနဲ့ကြတော့နောက်ထပ်အိမ်တော်ပြုလို့ရတာဗျာရတယ်ရတယ်ဆုံးလို့တော့ရတယ်အမျိုးသမီးတွေမှာအိန္ဒိယထုံးစာရပြောမယ်ဆိုရင်သူတို့မှာတားယောက်ျားထွန်ကားသည်ဖြစ်စေတားယောက်ျားထွန်ကားမှယောက်ျားရဲ့အမွေးကိုခံယူခွင့်ရှိတယ်မှန်ပါဗျာတားယောက်ျားမထွန်ကားလို့ရှင်သူကဒီတိုင်းပဲအဝတ်တစ်ခုအဝတ်တစ်ထည့်ကိုယ်တစ်ခုနဲ့ပဲအိမ်မော်ဆင်းရတယ်မှန်ပါဗျာဘာမှပတ်ဆိုင်ဝင်ဖြစ် ตาယောက်จาท้องก็เลยตาယောက်จาก็อาจารย์ปุบิแล้วตูรว่าตาก็มวยคันนะครับตูก็တော့มวยคันนะหมองだแม้ตาก็อาจารย์ปุบิตูก็อเซ็จเปียตาตะบี้ไม่เสียหูဆိုတော့အမျိုးသမီးကတော့ဒီတိုင်းပဲပါမဆက်ခံဝင်မရှိတော့ဒါအိန္ဒိယရဲ့ထုံတန်းစင်တာဒါကြောင့်မို့လို့သူတို့ကသားသမီးမထွန်းကားဘူးဆိုရင်သူတို့ဘဝအတွက်တားဆိုးရိမ်ပါပါခုခေတ်ကတော့အဲ့လိုမရှိတော့ပါဘူးเนาะမရှိတော့အနောက်တိုင်းဆိုသားဆိုးသေးတယ် divorce လုပ်ရင်ယောက်ျားအများကြီးရောတယ်လူမှုနဲ့သက်ဆိုင်တဲ့ဘာသာနဲ့မသက်ဆိုင်တာတွေကနော်